နာပါရှင်တင်းနှာရီတိုင်းပြတင်းဌာနမနက်ခင်းတင်းအစီအစဉ်ရဲ့ဇွန်လ19ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်တင်းနှာရီတိုင်းပြတင်းဌာနရဲ့မနက်ခင်းတင်းအစီအစဉ်ကိုအပတ်စဉ်တင်းနှာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင် ကောင်စီကမတရားဖန်ဆီးထားတဲ့သမရဥဝင်မြင့်နဲ့နိုင်ငံတော်အတိုင်းပေခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီရဲ့တရားခွင်မှာမြင်တွေ့ရတဲ့ CCTV ရုပ်သံမှတ်တမ်းတချို့ကိုမြစ်တင်အခြေစိုက် The Guardian သတင်းစာကဖော်ပြလာပါတယ်။တမင်နစ်နဲ့၁၂စက္ကန့်စာပါတဲ့အဲ့ဒီရုပ်သံဗီဒီယိုဖိုင်မှာ2022ခုနှစ်ဩဂုတ်လ22ရက်နေ့ကတရားခွင်နဲ့ဒီဇင်ဘာလ12ရက်နေ့ကတရားခွင်မြင်ကွင်းတချို့ပါဝင်ပါတယ်။ ရုတ်တံအရာတရားခွင်အနေနဲ့ပြင်ဆင်ထားတဲ့အခမ်းအထဲမှာသမရနဲ့ဒေါ်ဆန်းစုကြည်တို့နှစ်ဦးကို တွေ့ရပြီးတစ်ဖက်စီမှာရဲနှစ်ဦးစီအဆောက်ချထားတာကိုလည်းတွေ့ရပါတယ်စစ်ကောင်စီဟာအာဏာသိမ်းပြီးနောက်ပိုင်းသမရကြီးဦးဝင်းမြင့်နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်တို့ကိုဖမ်းဆီးအကျဉ်းချထားပေမဲ့တရားခွင်မှတ်တမ်းဓာတ်ပုံတစ်ပုံကိုသာထုတ်ပြခဲ့တာလည်းဖြစ်ပါတယ်။ တနင်္သာရီမြို့နယ်ကျိန်ချောင်းရွာအနီးကိုမနေ့ကမနက်ပိုင်း7:00နာရီကျော်လမှာစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲချခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်ကောင်စီကျဲချခဲ့တဲ့ဘုံးဒီတွေဟာကျိန်ချောင်းရွာအနီးကဖះเจ้าအနီးကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါဗျ။ဘုံကျဲခံရတာကြောင့်ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။ မကွေးတိုင်းထီလင်းမြို့အချုပ်ခန်းမှာစစ်တပ်ကဖမ်းဆီးထားတဲ့အရက်သားပြည်သူ73ဦးထွက်ပြေးလွန်မြောက်နေတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါဗျ။အခုလ18ရက်နေ့ညကထွက်ပြေးလွန်မြောက်လာကြသူတွေထဲမှာစစ်ကောင်စီစစ်ကြောင်းထိုးချိန်မှာပေါ်တာဆွဲခင်ရတဲ့သူတွေနဲ့စစ်ကောင်စီကနိုင်ငံရေးအရဖမ်းဆီးထားသူတွေလည်းပါဝင်တယ်လို့ဆိုပါတယ်။ အခုလိုမျိုးထီလင်းအချုပ်ခံကနေအရသာပြည်သူတွေထွက်ပြေးလွတ်မြောက်ခဲ့တာကိုထီလင်းမြို့နယ်ဒေသကကွေရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူကလည်းဟောက်မှန်ကြောင်းအတည်ပြုထားပါတယ်။ရည်ဖြူမြို့နယ်ပရရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်း၃ခုကိုတော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကတိုက်ခိုက်ခဲ့တယ်လို့လောင်းလုံးကျုံးဆွယ်တပ်ဖွဲ့ LPF ကထုတ်ပြန်ထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေကိုအခုလ15ရက်နေ့ကတပြိုင်တည်းဖော်ဆောင်ခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကတပ်ဖွဲ့ဝင်3ဦးထပ်မံနေတိုက်ဆုံခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပရရွာရွှေမိုးညိုဖျားကတပ်စခန်းအပါဝင် ကြေရွာအတွင်းတပ်ဆဲထားတဲ့နေရာတွေကိုပါတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ရွှေမိုးညိုဖျားအနေကတပ်စခန်းတိုက်ခိုက်ခံရပြီးနောက်စစ်တပ်ကစစ်ကိုယ်တွေထပ်မံပူဆောင်နေပြီးတစ်ဖက်စစ်ရေးတင်မာနေတယ်လို့လဲဆိုပါတယ်။ တနင်္လာရီမျိုးနဲ့ရန်ဖို့ရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့တော်လန်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီဘက်က၃ဦးသေဆုံးခဲ့တယ်လို့ဘူခင်းတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်သားတွေကိုမင်းကြီးကမွန်လွင်ပိုင်း၁၂နိုင်ခွဲလောက်မှာတွားရောက်ပစ်ခတ်ခဲ့ပြီးနောက်နှစ်ဖက်တိုက်ပွဲမိနစ်၃၀နီးပါးအကြာဖြစ်ပွားခဲ့တာပါ။တိုက်ပွဲအတွင်းတော်လန်ရေးတပ်တွေဘက်ကထိခိုက်သေးဆုံးမှုတော့မရှိခဲ့ဘူးလို့ဆိုပါတယ်။ တနင်္လာရီတိုင်းမှာတာဝန်ထမ်းဆောင်ဖို့အတွက် CDM အထူးကုဆရာဝန်တွေအပါအဝင်ကျန်းမာရေးဝန်ထမ်းတွေကိုအမျိုးသားညီညွတ်ရေးအစိုးရအငူးကြီးကျန်းမာရေးဝန်ကြီးဌာနကခေါ်ယူနေပါတယ်။ရှောက်ထားလူသူတွေကတော့ပြည်ထောင်စုမြန်မာနိုင်ငံဖွာကျန်းမာရေးကောင်းမွန်သူဖြစ်ရမှာဖြစ်ပြီး CDM နိုင်ငံဝန်ထမ်းဖြစ်စေနိုင်ငံဝန်ထမ်းမဟုတ်သူဖြစ်စေစစ်ကောင်စီနဲ့ပတ်သက်မှုမရှိသူဖြစ်ရမယ်လို့ဆိုပါတယ်။ခေါ်ယူတဲ့နေရာတွေကတော့အထူးကုဆရာဝန်နဲ့ဆရာဝန်တွေအထူးပြုသူနာပြုနဲ့သူနာပြုတွေ ကျမ်းမာရေးမှုတွေအမျိုးသမီးကျမ်းမာရေးဆရာမတွေပြည်သူကျမ်းမာရေးကြီးကြပ်တဲ့တောင်ဖွားဆရာမရာထူးတွေကိုခေါ်ယူနေတာဖြစ်ပါတယ်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနခင်သတင်းအစီအစဉ်ကိုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။